တနင်္လာရီတိုင်းရေပြူမြို့နယ်စိန်ပုံကြီးရွာမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တအူအပါအဝင် အရတား၃ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဒေါနာစစ်ကြောင်ထံကနေသိရပါဗျ။ပြီးခဲ့တဲ့မေလတရက်နေ့ညနေ၃နာရီအချိန်ခန့်မှာတပ်ဖွဲ့ဘက်ကလိုအပ်တဲ့ရိတ်ခါတွေဝယ်ယူပြီးကားနဲ့ပြန်လာတဲ့ PDF ရဲဘော်တအူနဲ့ရွာသား၂ဦးဟာစိန်ပုံကြီးရွာမှာစစ်ကောင်စီတပ်ကင်းဘုံနဲ့တိုးပြီးနောက်ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်နဲ့အရတား၂ဦးကိုစစ်ကောင်စီတပ်ကနေရာမှာပဲပြစ်တက်ခဲ့ပြီးသူတို့၃ဦးစီးနှင်းလာတဲ့ကားတစ်စီးကိုလည်းသိမ်းဆီးသွားခဲ့တယ်လို့ PDF စစ်ကြောင်းတစ်ခုဖြစ်တဲ့ဒေါနာစစ်ကြောင်းဘျူဟာ33စစ်စင်ရေးမှူးစောထားကိုကတလင်ထမ်းမှုပြောပါရယ်ဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတဲ့ PDF ရဲဘော်ဟာဒေါနာတက်ခွဲလေးကရဲဘော်ဖြစ်ပြီးရွာသား၂ဦးကတော့ရေဘူးမျိုးနဲ့ဖျားသုံးစုရွာသားတွေဖြစ်တယ်လို့ဆိုပါရယ် စေကောင်စီတက် lobby တွေရဲ့ Telegram channel တွေမှာတော့စိန်ပုံကြေးရွာမှာ ပြည်သူတွေရဲ့သတင်းပေးမှုကြောင့် PDF တပ်ဖွဲ့ဝင်3ကိုပြစ်ခတ်ရှင်းလင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင်အမျိုးသမီးတဦးကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ရေးသားဖော်ပြတာတွေရှိနေပါတယ်။ရေပြူမြို့နယ်မှာပြီးခဲ့တဲ့ဧပြီလတတိယပတ်ကစလို့စစ်ကောင်စီတက်တဲ့တော်လိုင်းရင်အားစုပူပေါင်းတပ်ဖွဲ့တွေကြောင့်တိုက်ပွဲတွေဖြစ်ပွားနေသလိုစစ်ကောင်စီတပ်ဘက်ကလည်းအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်နှစ်ဖက်စီရီတွေဆက်လက်တင်းမာနေတာပါ။